2025ခုနှစ်ဇွန်လ17ရက်ဒီနေ့တောက်ကြနေ့အတွက်နံပါတ်1ရ Numerology ဆိုကဏ္ဍပြည်မှာတောက်ကြနေ့နဲ့17ကဏ္ဍနဲ့ထိုင်ကန်စုမုံမောင်ဖြစ်တတ်တယ်လို့အယူဆရှိကြပါတယ်။ဒါကြောင့်ဒီနေ့မျိုးမှာမိတ်ဆွေတို့အနေနဲ့မနက်မိုးလင်းတာနဲ့ကန်အစိုးညံ့နေမကြရောက်ဖို့လို့အတွက်မျက်နှာသိရည်တွေကိုပန်းဖြံဝေးထည့်ပြီးမျက်နှာသိပါ။ ွားတိုက်တန်အသည့်ကိုစတင်ပြီးအသုံးပြုပါလို့လမ်းညွှန်လိုက်ပါတယ်ဒီနေ့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့အစိုးရကအကောင်းနေရမယ်ခွတ်သုံးခွတ်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်တယ်မိတ်ဆွေတို့ကြံစည်ထားတဲ့ကိစ္စတွေအောင်မြင်လိမ့်မယ်ချင်းဆိုရတဲ့ကိစ္စတွေအတွက်အခွင့်အရေးကောင်းပေါ်မယ်ဖြေဆွားမယ်အင်တာဗျူးကိုစာမွေးတွေတွေ့ဆုံရမယ့်ကိစ္စတွေအတွက်အဆင်ပြေသွားလိမ့်မယ်ဘလို့ပဲဖြစ်ဖြစ်ဒီနေ့တွေ့ဆုံရမယ့်ကိစ္စတွေအောင်မြင်ဖို့လို့အတွက်ကတော့မနေ့စောစောမှနွားတို့တောက်ပြီးဒီနေ့တနေ့လုံးတွေ့သမျှဆုံသမျှကိစ္စတွေအားလုံးအောင်မြင်ပါစေလို့ ကြိုတင်ဆူတောင်းထားလိုက်ပါခင်ဗျာဒီနေ့မှမြို့ရှင်သားချင်းပွားမြင်ကြတဲ့ရင်သွေးရနာရင်အတွက်မာဘုတ်ဘီရင်နီးရတောက်ကြနေပွားရာဇဝါဇာတာရှင်တွေဖြစ်ကြပါတယ်ရာဇရဲ့သဘောတရားအတိုင်းဩဇာအာဏာရှိကြမဲ့ရင်သွေးရနာရင်ဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့အတွက်ကြားရောက်ကြတဲ့မွေးနေ့ရှင်တွေအတွက်ဒီနှစ်တာလုံးကံထူးကောင်းဖို့လို့ကုသိုလ်ရေရာအနေနဲ့ကတော့ငါးသက်စေလွှတ်ခြင်းဒီနေ့ပြုပါလို့လမ်းညွှန်လိုက်ပါတယ် အကျိုးပေးတဲ့စူမိုကနန်းတွေကတော့ခုနှစ်သားမီးအလုံးလို့တဲ့သုံးညကနန်းသုံးကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းမလို့တက်ဆိုတော့ဒီနေ့မှငွေဆက်ကူတရက်ကိုပက်ဆန်တရက်ကိုရင်မွေးဆုပ်ပြီးစောင့်ထားလိုက်အောင်နဲ့ငွေကန်ကောင်းပါလိမ့်မယ်ငွေကြေးကိစ္စရေးစကားပြောဆိုအောင်မူကိစ္စအကြောင်းရှိရဆိုရင်တော့ဘယ်လောကမှာကာကြီးလေးတစ်လုံးရေးပြီးတော်ရောက်တွေ့ဆုံပြောဆိုခြင်းအပြင်အောင်မြင်ပါလိမ့်မယ်စတိုးဆိုင်တွေကုန်းဆောင်ဆိုင်တွေလက်ဖက်ဆိုင်တွေစားတောက်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းလှဖို့လို့တော့ကတော့ဒီလိုမျိုးမှာဆိုင်းရဲ့ကောင်တာလေးကို အဝါရောင်ပန်းမွန်လေးတစ်ပွင့်ပတ်စံထားတဲ့နေရာမှာထည့်ထားလိုက်ခြင်းအပြင်သီသီသာသာအယောင်းတွက်အယောင်းထွက်ပါနေမယ်အယောင်းထိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်းထွက်သွားဖို့အတွက်ကတော့ဒီလိုနည်းမျိုးမှာစတိဇုံလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သီသီသာသာအယောင်းထွက်သွားပါနေမယ်အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအတွက်သူ့ရဲ့မွေးနံမွေးနံတောင်ဖြစ်တဲ့ဇေတော်မြတ်ကြီးရဲ့မွေးနံတောင်မှာ တပြင်းညွန့်ငားညွန့်လှူဒန်းပြီးအမှုအခင်ကိစ္စတွေကလွတ်မြောက်ဖို့ဆူတောင်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရယ်ဆိုရင်တော့ကျမ်းမာရေးညံ့တဲ့သူတွေဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာတံမြာသီးဖြော်ရည်အနှဲငယ်တောက်ပြီးဆူတောင်းလိုက်ပါခင်ဗျာအချင်းမြတ်တားရေးအိမ်တော်ရေးအစီအပြေချုံးဝေလိမ့်မယ်ရေရရာပြုတ်မယ်ဆိုရင်တော့ညာဘက်မှာအချွေလှူပြီးလူရာစုတောင်းလိုက်ကြပါခင်ဗျာ